မင်္ဂလာပါခင်ဗျရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချင်းပြည်နယ်မှာဂျမ်ဖတ်စစ်ကောင်စီရဲ့တပ်စခန်း၉ခုထပ်မင်းကိုသိမ်းပိုက်ရရှိထားတဲ့ GIA ဥဆောင်မှုတိုက်ပွဲမှာဒီကန်တတော်အေအေပါအတူတကွပါဝင်တိုက်ခိုက်နေပြီဒီကန်ပြည်နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ဒီကန်တတော်အေအေကတရားဝင်ထုတ်ပြန်လိုက်ပါတယ် ကြင်ပြည်နယ်မြစ်ကြီးနားမြို့ကမြစ်ကြီးနားလေတက်ကိုမနေ့ကမနေ့ပိုင်းမှာ KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကနေ short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး MI70 ရဟတ်ရင်တစည်းနဲ့လေရင်တစည်းထိခိုက်ပျက်စီးသွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆိုတင်ဆက်ပေးခြင်းသတင်းကတော့ကြင်ပြည်နယ်မှာအကြပ်ဖက်စစ်ကောင်စီရဲ့တပ်စခန်6ခုထက်မနည်းကိုသိမ်းပိုက်ရရှိထားတဲ့ KIA ဥဆောင်မှုတိုက်ပွဲမှာရခိုင်တပ်တော် AA ဘာအတူတကွပါဝင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်မှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ရခိုင်တပ်တော် AA ကတရားဝင်ထုတ်ပြန်လိုက်ပါတယ်။မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကမနက်ပိုင်း6:00နာရီလောက်ကစပြီးကချင်လွတ်လပ်ရေးတပ်မတော် KIA ဥဆောင်မှုနဲ့ကချင်ပြည်နယ်လိုက်ဇာမြို့အနီးမှာရောမြစ်ကြီးနားဗမော်လန့်ကခါရဘွန်အင်တာဘွန်0.936.25ကိုအပါဝင်လေရင်ကွင်းစကန်တွေကိုရောထိုးစစ်ဆင်တက်ခိုက်ရမှာရခိုင်တပ်တော် AA ကပါအတူတကွပါဝင်တက်ခိုက်နေတယ်ဆိုပါတယ်။မနေ့ကတရားထဲမှာပဲ ကြင်မီနယ်အတွင်းကစစ်ကောင်စီရဲ့တပ်စခန်းပေါင်း၉ခုထက်မနည်းကို KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကသိမ့်ပိုက်ရရှိထားတယ်လို့လည်းသိရပါတယ်။တစ်ဖက်မှာလည်းရခိုင်တပ်တော် AA ဟာရခိုင်ပြည်နယ်အတွင်းကရသေးတောင်ဘူးတီတောင်နဲ့မောင်တော်မြို့တွေမှာရှိတဲ့စစ်ကောင်စီရဲ့လက်ကျန်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးစစ်ကောင်စီရဲ့ရသေးတောင်မြို့အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ခမာယ936 930 938တို့ကိုပါအပိတ်သက်သိမ့်ပိုက်နိုင်ဖို့တိုက်ခိုက်နေသလိုရမ်းမြမ်းမြို့တိုက်ပွဲတွေတဲ့က ကစင်ကလေးရနဲ့ထွားပြေးနေတဲ့စစ်ကောင်စီတပ်သားတွေကိုပါရခိုင်တပ်တော်အေအေကလိုက်လံချေမှုန်းနေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျ။တဆက်ထဲမှာပဲကချင်ပြည်နယ်မြကြီးနားမြို့ကမြကြီးနားလေတက်ကိုမနစ်ကမနက်ပိုင်းမှာ KIA ဥဆောင်တဲ့မဟာမိတ်တပ်တွေက short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး MI-70 ရဟယင်းဒစီးနဲ့လေယင်းဒစီးထိခိုက်ပျက်စီးသွားတယ်လို့နေပြည်တော်လေတက်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ ။ကချင်ပြည်နယ်မှာမတ်လ9ရက်နေ့ဖြစ်တဲ့မနေ့က GIA ဥဆောင်တဲ့မဟာမိတ်တပ်တွေကနေစစ်ကောင်စီရဲ့တပ်စခန်းတွေတပ်ရင်းတွေကိုတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ရမှာမြစ်ကြီးနားလေတပ်ကိုပါတိုက်ခိုက်မှုတွေရှိခဲ့တယ်ဆိုပါလေ။တစ်ဖက်မှာလည်းတော်လိုင်းရင်တပ်တွေကစစ်တပ်စခန်းတွေကိုသိမ်းပိုက်နေတဲ့အချိန်မှာပဲမြစ်ကြီးနားလေတပ်စခန်းကိုပါ short tight down နဲ့ပြစ်ခတ်တိုက်ခိုက်ရမှာလက်ရှိမြစ်ကြီးနားလေတပ်ထက်က MI70 ရဟတ်ယာဉ်နဲ့အခြားလေယာဉ်တစ်စီးဟာ short tight down ထိမှန်သွားပြီးတော့မီးလောင်သွားသလို နှစ်စီးထိထားတယ်ဆိုတာကတော့တေးကြတယ်လို့နေပြီးတော့လေတက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုရှင်းပြထားပါတယ်။ဒါပြင်ရန်ကုန်ခေတ်တက်ကနေမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သတင်းရင်းမြစ်ကိုထပ်ပြီးဆက်သွယ်မေးမြန်းရမှာလေ။ကချင်ပြည်နယ်မြကြီးနားလေတက်နဲ့လေရင်ကွင်းကိုတိုက်ခိုက်ခံရမှုတွေရှိထားတယ်လို့လည်းပြောထားပါတယ်နော်။တစ်ဖက်မှာလေကချင်ပြည်နယ်ကဗမော်တက်ကတူမှာဆရာဆရာမတွေကျောင်းသူကျောင်းသားတွေနဲ့ဝန်ထမ်းတွေအကုန်လုံးကိုအကြမ်းဖက်စစ်တပ်ကညာတွင်းချင်းပဲနှစ်နာရီအတွင်းပြောင်းရွှေ့ခိုင်းပြီး စစ်တပ်ကဝင်ရောက်တက်ဆွဲလိုက်တယ်လို့ဗမော်တပ်သူចောင်းသူចောင်းသားတချို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကည9နာရီကျော်လောက်မှာပဲအကြမ်းဖက်စစ်တပ်ကဗမော်တပ်သူဝင်းတဲ့ကိုဝင်လာပြီးဆရာဆရာမတွေရောចောင်းသူចောင်းသားတွေရောဝင်နန်းတွေပါမကြမ်းအကုန်လုံးကို2နာရီအတွင်းအပီးပြောင်းရွှေ့ခိုင်းနေဆိုပါတယ်။အဲ့ဒီနောက်အကြမ်းဖက်စစ်တပ်ကဗမော်တပ်သူတဲမှာဝင်ရောက်တက်ဆွဲလိုက်တဲ့အတွက်ဆရာဆရာမတွေចောင်းသူចောင်းသားတွေအကုန်လုံးဟာညာရင်းချင်းပဲပြောင်းပေးလိုက်ရတဲ့အပြင် တချို့ကတခြားတက္ကသိုလ်ကျောင်းတွေကိုပြောင်းသွားပြီမဲ့တချို့ကျောင်းသားတွေကတော့နေရက်ကိုပြန်ကြမဲ့သူတွေများတယ်လို့ဗမော်တက္ကသိုလ်ကျောင်းသားတဦးကရှင်းပြထားပါတယ်မတ်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဗမော်လေစိတ်မှာပါ short tight ဒုံးနဲ့ပြစ်ခတ်ခံရတဲ့အတွက်မြို့တွင်းလမ်းတွေနဲ့လေစိတ်သွားတဲ့လမ်းတွေကိုအကြမ်းဖက်စစ်တပ်ကပိတ်ဆို့ထားပြီးလက်ရှိဗမော်တမျိုးလုံးမှာစစ်တပ်ကအကြီးအကျယ်ခံစစ်ပြင်နေတယ်လို့သိရပါတယ်ခင်ဗျတစ်ဖက်မှာတော့ ကချင်ပြည်နယ်က KIO ဌာနချုပ်လိုက်စားကိုဒီကနေ့မတ်လ၈ရက်နေ့မနက်ပိုင်းမှာပဲအကြမ်းဖက်စစ်တပ်ကတိုက်တရင်နဲ့ဘုံကျဲချတဲ့အချိန်တရုတ်နိုင်ငံဘက်အချမ်းကိုကြက်ရောက်ပောက်ကွဲသွားတယ်လို့လိုက်စားဒေတာကန်ပြည်သူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အကြမ်းဖက်စစ်ကောင်စီက KIA နဲ့မဟာမိတ်တပ်တွေရဲ့ထိုးစစ်ကိုတံပြန်တဲ့အနေနဲ့ KIO ဌာနချုပ်လိုက်စားကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေတောက်လျှောက်လုပ်နေရမှာမနေ့ကဆိုရင်ရဲသားပြည်သူ၃ဦးတေဆုံးခဲ့ရတယ်ဆိုပါတယ်ဒီကနေ့မတ်လ၈ရက်နေ့မနက်အစောပိုင်းမှာလည်း အဂျပန်စစ်တပ်ကတိုက်လေရင်နဲ့ထပ်ပြီးဘုံကျဲချတဲ့အချိန်မှာတော့အဲ့ဒီဘုံသီးဟာတရုတ်နိုင်ငံဘက်အချမ်းကိုကြက်ရောက်ပတ်ခွဲသွားပြီးမိလောင်ပျက်စီးဒါရီပါဖြစ်သွားတယ်လို့လိုင်းစာဒေသကံပြည်သူတို့ကပြောပါတယ်လက်တလုံးမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်အဂျမ်းဖတ်စစ်တပ်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတွေဟာပြည်တော်စုလက်မပေါ်မှာလဲကြက်ရောက်ပတ်ခွဲဒါရီပါရှိနေတဲ့အတွက်မော်ဖောင်းတဒါလဲပိတ်ထားရပြီးခရီးသွားပြည်သူတွေလဲပိတ်မိနေတာတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ လဲမျိုးနယ်မှာရိတ်ခါလာပိုးတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရိတ်တပ်တွေကနေကြပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၅ဦးသေသွားပြန်တယ်လို့ Southern Wires OPD ရဲ့အဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်မတ်လ6ရက်နေ့ကပလဲမျိုးကနေအင်မတီပြူစော့တီရွာအတွက်ရိတ်ခါလာပို့တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဗမာမျိုးသားတော်လိုင်းရေးတပ်မတော် BNRA နဲ့ Southern Wires OPD ရဲ့အဖွဲ့တွေကနေကြပြတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း ်ပြူစောထိနှစ်ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲပွဲချင်းပြီးကိုပြေသွားတယ်လို့စစ်ကောင်စီတပ်သား5ဦးက ပြင်းထန်ဒဏ်ရာရသွားပြီးအဲ့ဒီစစ်သား5ဦးတဲကနောက်ထပ်3ဦးလည်းထပ်သေးသွားပြီလို့စောက်သုံး YSO PDF အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ